အမနှစ်ဟောင်းမှမကောင်းမှုအညစ်အကြေးများကိုစေကြောတန့်စင်တဲ့အနေနဲ့တဦးကတူဦးကိုတိမ်မွေ့ညင်းသာစွာရေစင်သွန်းလောက်ပတ်ဖြန်းလျက်ရှိပါကြောင်းအမစကားပြောကြပါတယ်။အဲ့နောက်ပြည်내ဝန်ကြီးချုပ်ဒေါက်တာဝန်ဆွန်းထံနဲ့တာဝန်ရှိသူများကချင်းပြည်내မဟာဒကြံပွဲတော်ကိုဖဲချိုးဖြတ်ဖွင့်လှစ်ပေးကြပြီးပြည်내ဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများကရင်းကဖွဲ့များနဲ့အပရိသတ်များအားနဒာရီတပည့်ကများနဲ့အတရီပတ်ဖြန်းပေးကြပါတယ်။ အဲ့ဒီနောက်ချင်းပြည်နယ်ဆိုရဖွဲ့ယုံအထွေထွေဥက္ကဋ္ဌဦးစီးဌာနအစည်းအဝေးခန်းမှာမြမယူရမဟာတကြံပွဲတော်ချင်းပိုင်ရေးကော်မတီမြမတနခါရှင်ကျေးမှုဒလေလှုံရှားရေးလုပ်ငန်းကော်မတီဆောင်ရွက်ချက်ခန်းနာကိုချင်းပိုင်ရာ နွေဦးပြုံမေရင်းဖွဲ့ကစင်မြင့်ထက်မှာတနခါသွေးပေးကြပြီးဟာခတက်တို့တတဗီရာဌာနမှာကတိကဒေါက်တာသဇင်ကမြမလူအဖွဲ့စီမှာတနခါလိန်နဲ့မြမရင်ကျဲမှုဒလိအကြောင်းကိုရှင်းလင်းပြောကြားခဲ့ပါတယ်။အဲဒီနောက်တာဝန်ရှိသူများနဲ့ရင်းဖွဲ့များကတနခါလိန်ချိန်ပေးကြပြီးစတူဒီတာများနဲ့တက်ခင်းအက်ခံပေးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။